ဒေါ်လာ16ရက်နေ့ FX Trading နဲ့ CMB ကုမ္ပဏီများထံဝယ်ယူထားတဲ့နိုင်ငံရောင်းငွေများနဲ့ဒေါ်လာ1.3သန်းကျော်အားစားသုံးစီတင်သွင်းတဲ့ကုမ္ပဏီများသို့ရောင်းချပေးခဲ့ပါတယ်။ FX Trading နဲ့မြန်မာနိုင်ငံတော်ပူပန်ကရောင်းချပေးမယ်လို့ကြေညာထားသောဒေါ်လာ10သန်းနဲ့ဒေါ်လာ3သန်းကျော်အားအခြားကုန်စီများတင်သွင်းတဲ့ကုမ္ပဏီများသို့ရောင်းချပေးရလို့ဒေါ်လာ16ရက်တွင်ပူပန်ကထုတ်ပြန်ထားပါတယ်။2025ခုနှစ်မေလအတွင်းရောင်းချမှုအနေဖြင့်ဘူဘန်ကစားသုံးသည့်လုပ်ငန်းရှင်များအတွက်ဒေါ်လာ33သန်းနှင့်ထိုင်းဘတ်သန်း100ကျော်ရောင်းချပေးမှာဖြစ်ကြောင်း ်မေလ6ရက်နေ့ကထုတ်ပြန်ခဲ့ပါတယ်မေလ6ရက်တွင်ယွမ်3.9သိန်းကျော်မေလ9ရက်တွင်ဒေါ်လာ9သိန်းကျော်မေလ9ရက်တွင်ယွမ်9သိန်းကျော်ဘတ်9.3တန်းကျော်မေလ9ရက်တွင်ဘတ်3.6တန်းကျော်မေလ12ရက်တွင်ဒေါ်လာ10သိန်းကျော်ဘတ်3.5တန်းကျော်မေလ13ရက်တွင်73စီလုပ်ငန်းရှင်များအားဒေါ်လာ23.69တန်းကျော်ဘတ်တန်း90ရောင်းချပေးမယ်လို့ထုတ်ပြန်ခဲ့ပါတယ် ်မေလ13ရက်တွင်ဒေါ်လာ1.62တန်းကျော်မေလ14ရက်တွင်ဘတ်4.3တန်းကျော်မေလ15ရက်တွင်ဒေါ်လာ3သိန်းကျော်ဘတ်3တန်းကျော်မေလ16ရက်တွင်ဒေါ်လာ3သိန်းဘတ်16သိန်းကျော်မေလ19ရက်တွင်ဒေါ်လာ3တန်းကျော်မေလ20ရက်တွင်ဒေါ်လာ9.6သိန်းကျော်မေလ21ရက်တွင်ဒေါ်လာ1.2သိန်း ်မေလ22ရက်တွင်ပတ်9.8တန်းကျော်မေလ23ရက်တွင်ရန်9သိန်းကျော်ပတ်2တန်းကျော်မေလ26ရက်တွင်ဒေါ်လာ1.8သိန်းကျော်ရန်3သိန်းပတ်2.8တန်းကျော်မေလ29ရက်တွင်စက်သုံးစီလုပ်ငန်းရှင်များအားဒေါ်လာတန်း30ရောင်းချပေးမယ်လို့ထုတ်ပြန်ခဲ့ပါတယ်မေလ26ရက်တွင်ပတ်4.3တန်းကျော်ထုတ်ရောင်းခဲ့ပါတယ်